မိတ်ဆွေတို့ရဲ့နာတာရှည်ကျမ်းမာရေးပြဿနာတွေအတွက်ရိုးရှင်းပြီးထိရောက်တဲ့အိမ်တွင်းကုထုံးလေးတွေညဝေပေးမယ်နော်အင်္ဂလိပ်ဆေးတွေတောက်မဲ့အစားအိမ်တွင်းနီးလေးတွေကဘာဆိုးကျိုးမှမရှိလို့အဆုံးထိကြီးတင်နေနော် မိတ်ဆွေတို့အကျိုးရှိမဲ့ဗီဒီယိုလေးတွေပဲဖန်တီးပေးမှာမို့ follow ထားပါအောင် comment မှာလည်းတခုခုပြောပြပေးပါအောင်ကျေးဇူးပါရှင် ပထမအနေနဲ့ကြက်သားကြိုက်ခဲမှုများအတွက်ခန္ဓာကိုယ်မှာကြက်သားတွေကြိုက်ခဲနေရင်ဖန်ခွက်စုပ်ကုထုံးကိုကြောပြင်မှာဗီဒီယိုတွေကအတိုင်းပြုလုပ်ပေးပါနာကျင်မှုကချက်ချင်းသက်သာသွားပါလိမ့်မယ်။ခြေရောက်ရောင်ရမ်းနာကျင်မှုအတွက်ကတော့ခြေရောက်ရောင်ပြီးနာကျင်နေရဆိုရင်စားဖို့ခြေအိတ်ထဲထည့်ပြီးညာအိတ်တဲ့အခါစီးအိတ်လိုက်ပါရောင်ရမ်းမှုနဲ့နာကျင်မှုညောင်းညာကြိုက်ခဲမှုတွေကိုအံ့ဩစရာကောင်းတော့အောင်မြ мян တက်တာစီပါရယ်။ ဖြားကြည့်တဲ့အခါမှာ ကိုပူချိန်မြင့်နေပြီလားဗကိဘေးပိုရက်ကို လက်ကင်ပေါ်ဝါတစ်ခုပေါ်လိမ့်ပြီးလေဘေးနောက်ဖက်မှာကထားလိုက်ပါချက်ချင်းအေးမြတော်ပြီးအဖျားကြစေပါတယ်ခြေပနောက်နဲ့ခြေပေါ်ဝါမှာအရေပြားရဲ့ကွဲခြင်းအတွက်ဆိုရင်ခြေပနောက်အရေပြားကွဲပြီး မာနေရာကိုအုံးစီညဘက်မှာလိမ့်ပေးပါညအိတ်တဲ့အခါခြေအိတ်စီးအိတ်ပေးရင်ပိုကောင်းပါတယ်တကယ်တက်တာလာပါလိမ့်မယ် ချောင်းဆိုးနာဆေးပျောက်ဆေးအတွက်ဆိုရင်နာဆေးချောင်းဆိုးနေလားစက်သွန်နီတလုံးကိုထက်ချန်းခွဲလဲရပါတယ်ဗီဒီယိုတဲကလို့အပေါက်လေးလုတ်ပေးရင်ပိုကောင်းပါတယ်အဲ့ဒီထဲကိုပြားရည်နဲ့တံမြာရည်ထည့်ပြီးမီးဖိုပေါ်မှာနည်းနည်းလေးအောင် အပူပေးလိုက်ပါဒီဆေးရည်လေးကိုမနဲ့တစုံညတစုံတောက်ပေးရင်ချောင်းဆိုးတက်တာယုံပါမကချွဲတလိတ်တွေကိုပါတက်တာပျောက်ကင်းစေပါတယ် ဒီနည်းလေးတွေကအရန်ထိရောက်လို့တည်ထားတင်ပါတယ်တခြားမိတ်ဆွေတည်ရအောင်ရှယ်ပေးခြင်းဖြင့်ကုသိုလ်ယူကြပါကျမ်းမာပျော်ရွှင်ကြပါစေရှင်